ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တရုတ်ကပိုက်လန်ကြီးအခွဲခံရပါပြီနဲ့ဒေါက်တာဇော်ဝေဆိုးတို့ပြည်တော်ဝင်ပါပြီတဲ့တင်းတူးများပြောပြပါဘူးရဲဘော်ရှမ်းလေး မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ဧပြီ25ရက်နေ့ဒီနေ့မှာတော့ကျွန်တော်တို့ပြည်သူနဲ့အတူယတုယတ္တိပေးဖို့ပြီးတော့ကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေနဲ့အတူ ရှိနေပြီဘို့ကျမရင်းနဲ့ပညာရေးဝင်ကြီးဒေါက်တာဇော်ဝေစုရောက်ရှိနေတဲ့တည်င်းနဲ့နထိုးကြီးမှာရှိတဲ့တရုတ်ဂပိုက်လိုင်းမှာတဆွဲထားတဲ့အကျောင်းဖက်စစ်ခွေးတက်အမုတ်ကျိတ်ခံလိုက်ရတယ်ဆိုတဲ့တည်င်းအဲ့ဒီတည်င်းနှစ်ခုဘယ်ဟာပို့ပြီးတော့ပြွှင်ရှင်ဖို့ကောင်းပါသလဲဟုတ်ပြီတရုတ်ဂပိုက်လိုင်းကြီးဖြစ်စည်းခံလိုက်ရတယ်ဆိုရင်တော့ ကျွန်တော်တို့ပို့ပြီးတော့ပျော်ရွှင်မိမယ်လို့မျှော်လင့်ပါတယ်ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာကကျွန်တော်တို့နှထိုးကြီးတေယုတ်ကပိုက်လိုင်းမှာထိုင်ချသဆွဲထားတဲ့အကျမဖက်စစ်ခွေးတက်မိဖုတ်ခံလိုက်ရတဲ့အကြောင်းနဲ့တသားသစ်စူဆောင်းတဲ့နေရာတွေမှာဒိုရီမိုအကျမဖက်စစ်ခွေးတက်နဲ့ပေါင်းနေတဲ့ခရိုနီလုပ်ငန်းရှင်အုပ်စုကိုကျွန်တော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတတိပေးလိုက်ပါပြီ ဒါပြင်ဒီကနေ့မှထပ်ပြီးတော့ပြင်ပြင်းနဲ့အတွင်းထဲကကျွန်တော်တို့အောင်ပွဲသတင်းတွေကိုထပ်မံကြားရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်မရဲ့ view ကိုအဆုံးထိဝင်းရကြည့်ရှုကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုဒေသဖိတ်ခေါ်လိုက်ပါတယ်။ဒေါက်တာဇော်ဝေဆိုးကကျွန်တော်နိုင်ငံကို ရောက်ရှိနေခဲ့တာကျွန်တော်တော်လန်တော့လွမြောက်နေမိမှာကျွန်တော်တို့ပြည်သူနဲ့အတူကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူရှိနေခဲ့တာ6 months 6လကျော်ကြာနေပါပြီကျွန်တော်တပွဲဝင်အသီးသီးနဲ့ကျွန်တော်အရာကိုအသီးသီးနဲ့တွဲဆုံဆွေးနွေးပြီးတော့လုဆောင်ရမယ်အလုပ်တွေအကုန်လုံးကိုလည်းပဲလှည့်ပတ်ပြီးတော့သူလုဆောင်နေခဲ့တာကြာပါပြီဒါပေမဲ့ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့အချမ်းမရှိနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးရဲ့သူ့ရဲ့အတန်ဖိုင်နဲ့ဒါကျွန်တော်တို့ပြည်သူတွေကို အတိပေးတဲ့ဇာတ်ပြီးတော့ကျွန်တော်တို့ကျမ်းမာရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့ဒါစီဒီအန်မှာဆောဆန်တမန်ပါဝင်ခဲ့တဲ့ကျွန်တော်လေးစားချစ်ခင်ရတဲ့စီဒီအန်မူမန့်တွေကိုပါဖိတ်ခေါ်လိုက်တဲ့တည်င်းစကားဒီတည်င်းစကားကိုကြားလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့ခံစားချက်အမြင်ကိုကျွန်တော်သိချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရှင်းပြခဲ့ပါဒါကြောင့် ဒုက္ခပိုက်လမ်းကြီးဖြစ်စည်းခံလိုက်ရတယ်ဆိုတဲ့သတင်းနဲ့ဒေါက်တာဇော်ဝေဆိုကျွန်တော်တို့လူထုနဲ့အတူကျွန်တော်တို့လူငယ်တွေနဲ့အတူကျွန်တော်တို့တော်လှန်ရေးအရေးကြီးဆုံးသောအခြေအနေမှာကျွန်တော်တို့အားလုံးအတူတူရှိနေတယ်ဆိုတဲ့သတင်းပဲဟာပို့ပြီးတော့ဝမ်းမြောက်စရာကောင်းလဲဆိုတာကိုကျွန်တော်မိဘတွေကိုအရင်ဆုံးမေးမိတာပါဒါကတော့မထင်ရင်မထင်တယ်လို့ ကျွန်တော်တို့ဒါမိမျိုးစုံနဲ့ထိုးစစ်တွေမိမျိုးစုံနဲ့လှုပ်ဆောင်နေတဲ့အခြေအနေရရက်ကိုထပ်မံပြီးတော့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေကကျွန်တော်အမြဲတမ်းအသိပေးနေကြပါကျွန်တော်ပြည်သူလူထုအတွက်ထူးခြားတဲ့နှစ်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်မိဘတွေလူချင်းနေတဲ့ ျွန်တော်မိဘတွေမျော်လင့်နေတဲ့အရာတွေဒီနှစ်ထဲမှာတေချာပေါက်ရောက်လာမှာဖြစ်တယ်ဒီအတွက်လည်းပဲကျွန်တော်တို့အရာကိုတက်ဖွဲ့ဝင်တီးတီးနဲ့ကျွန်တော်တို့ကာကွယ်ရေးတက်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့လှုပ်ဆောင်ပြီးကြပါတယ်တခါတည်းကမှာစစ်စင်ရေးကိုဗျိုင်းတူမလုပ်နိုင်တာကိုကျွန်တော်ရဲ့မိဘတွေဒါအချို့ပေါ့နော်ဒါအကြံပြုဝေဖန်တာလူတွေလည်းကျွန်တော်တို့ view decide ရှိပါတယ် ကျွန်တော်စစ်စင်ရေးကိုပပေါင်းဆောင်တာလှုပ်ဆောင်ခြင်းပေမဲ့အခက်အခဲအများကြီးရှိပါတယ်။ဆိုတော့ကျွန်တော်တို့စီးရေးနိုင်ငံရေးပြီးတော့လက်ရှိပေါ့နော်နေမီဒီတာခံအခြေအနေတွေနဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ဒါလှုပ်လှုပ်နေတဲ့အချိန်မှာကျွန်တော်တို့မှာဒီအခက်အခဲကတော့ရှိပါတယ်။ဆိုတော့ဒီအခက်အခဲကလည်းလက်နက်ခဲရန်အခက်အခဲတွေပါပဲ။ဆိုတော့တိုက်ပွဲတစ်ခုမှာကုန်ကြသွားတဲ့ ကျွန်တော်တို့စစ်သုံးစိတ်တွေကိုပြန်လည်ပြီးတော့ဖာထိတ်ရတာကတမျိုးကျွန်တော်တို့ကုံဆုံးသွားတဲ့ကျွန်တော်တို့ဒါလက်နက်ခဲယမ်းတွေကိုပြန်ပြီးတော့ဖြစ်တင်းရတာကတမျိုးပြီးတော့ရှစ်ဆက်ပြီးတော့ကျွန်တော်တိုက်ခိုက်သိမ်းပိုက်ရမယ်ကျွန်တော်စစ်စင်ရေးတွေအတွက်ချုပ်တင်ပြီးတော့စီစဉ်ရတဲ့လက်နက်ခဲယမ်းတွေပြီးတော့ချုပ်တင်ပြီးတော့ပြင်ဆင်ရတဲ့ဒါမမြင်ရတဲ့ကုန်ကြားစိတ်တွေ ဒါတွေအကုန်လုံးကိုထက်ထွက်ပြီးတော့တေချာစွာဆောင်ရနေပါလေကျွန်တော်ရဲ့မိဘတွေကိုအတီးပေးလို့ရတယ်။ဟုတ်ပြီ။မရိုးကြီးကတ်ပိုက်လိုင်းမှာထိုင်ချတက်ဆွဲထားလိုက်အချမ်းဖက်စစ်ခွေးတက်ကိုတော့စတင်ပြီးတော့အမှုတ်ကြိတ်လိုက်ပါပြီ။ဆိုတော့ကတ်ပိုက်လိုင်းမှာအထိုင်ချလဲဆိုရင်တို့တွေလုံထုံမယ်လို့ညွန်တဲ့နေကြတယ်။ဆိုလိုချင်တာကတော့တရုတ်ရဲ့ အနံ့လေးကိုရှူရယုံနဲ့သူတို့ရဲ့တက်ကယ်ဈေးလူမျိုးသူတို့ကယုံကြည်သွားပြီအာအရင်တော့ကကျွန်တော်တို့သတင်းထက်ထက်မှာတွေ့ရတယ်အဘီရီနီရဂျာဒီအာပြီးတော့အမျိုးမျိုးပါပဲကျွန်တော်တို့အချိန်အချိန်အချိန်တိုင်းအချိန်တိုင်းကျွန်တော်တို့တွေ့မိကြားနေရတယ်ဆိုတော့မယိုးနိုင်တဲ့အဲကျွန်တော်တို့ပုံစံတွေကိုအကျန်းဖက်စစ်ခွေးတက်အတိုင်းဝိုင်းကနေပြီးတော့ကျွန်တော်တို့ကြားခဲ့တွေ့ခဲ့ရတယ်အခုနောက်ဆုံးတော့သူတို့ရဲ့တက်ကယ်ဈေးနောက်ဆုံးတော့ ရှူစည်းလေးကတရုတ်အနှံ့ဖြစ်ပါတယ်ဆိုတော့တရုတ်အနှံ့လေးရတယ်တရုတ်ရဲ့အခုခုလေးသူတို့မှအကာအကွယ်ရတယ်ဆိုရင်သူတို့ကလုံခြုံသွားပြီလို့သူတို့ကိုသူတို့ယူဆနေကြပါတယ်ဒါကြောင့်လည်းပဲထိုးကြီးမှတရုတ်ဂက်ပိုက်လိုင်းမှာသူတို့ကထိုင်ကြတဆွဲထားတယ်ကျွန်တော်တို့ကတော့တရုတ်ဂက်ပိုက်လိုင်းမကလို့တရုတ်ဘိုးတော်ကြီးတော့အဲ့ဒီမှာလာထိုင်ရှင်လေကျွန်တော်တို့ကစော်မှာပဲဖြစ်တယ် ဆိုတော့ဂပိုက်လမ်းကြီးပောက်ကွဲသွားလို့ဂပိုက်လမ်းကြီးထိခိုက်သွားရင်တရုတ်မညုံညင်ရဘူးနော်တရုတ်စိတ်ဆိုးရအောင်ကျွန်တော်တို့ကြိုပြီးတော့ပြောထားတာဘာကြောင့်လဲဆိုတော့မင်းတို့ကြားခံပေးနေတဲ့စစ်ရှုံးတဲ့ခွေးပေါက်တွေကမင်းတို့ရဲ့ဂပိုက်လမ်းမှာပဲသူတို့ဟာအထိုင်ချတက်ဆွဲနေရာယူရိခါပို့နေတာဖြစ်တယ်ဆိုတော့မင်းတို့ဂပိုက်လမ်းကိုငါတို့မထိချင်ပေမဲ့ မင်းတို့ကပိုက်လိုင်းကြီးပြက်စီးစေခြင်းနဲ့ဆန္ဒမရှိပေမဲ့မတက်နိုင်တဲ့အခြေအနေတစ်ခုမှာတော့စစ်အတွင်းမှာကပိုက်လိုင်းကြီးပောက်ကွဲသွားတယ်ဆိုရင်ဘွေးမယူပါနဲ့လို့ကျွန်တော်ကကြူပြီးတော့အသိပေးထားတာပါဟုတ်ပြီရိုဂျီကဝေးတပွဲဝင်တွေပြက်ခတ်တဲ့လက်နက်ကြီးတွေကြားထဲမှာပဲအကြမ်းဖက်စစ်ခွေး၃ောင်း ်ပြင်းထန်တဲ့ဒဏ်ရာတွေရရှိထားတယ်။အဲ့ဒါကတော့ April 26ရက်နေ့ညနေ9:00နာရီမိနစ်30မှာနထိုးကြီးမြို့နယ်ထန်းစင်ရွာအရှိတ်ဘက် gas pipe line မှာထိုင်ရတက်ဆွဲထားတဲ့ခွေးသားပေါက်တွေကိုလက်နက်ကြီးနဲ့ကြက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဆရာကျွန်တော်ရဲ့မိဘတွေဒါဒီအပိုင်းကြီးအတွင်းမှာကျွန်တော်စီးရဲတဲ့အောင်ပွဲတွေနေ့စဉ်ရှိပါတယ် ဒါတရက်ပြီးတရက်ကုန်ဆုံးသွားတာကျွန်တော်တို့အချိန်ပြန်တယ်လို့ထင်ရပေမဲ့ကျွန်တော်တို့အကျမဖတ်စစ်ခွေးတက်စခန်းတစ်ခုပြီးတစ်ခုကျွန်တော်တို့နေစဉ်တိုက်ခိုက်သိမ်းပိုက်နေတယ်သိမ်းလဲသိမ်းခဲ့ပြီးပြီဆိုတော့ဒီမြစ်တွေကိုဒါတဆိုင်ရဒါစီးတဲ့ထုတ်ပြန်ချက်တွေနဲ့အညီကျွန်တော်တို့လည်းထုတ်ပြန်ပေးမှာဖြစ်တယ်ဆိုတော့ တစ်ခါတည်းရင်ကြရင်ဟာတိုက်ပွဲတွေကညင်နေတာလားအရကတက်တော်အေးအေးညင်နာကြည်လား KIA ညင်နေတာလားခုဘက်ကအကြမ်းဖက်စစ်ခွေးတက်တဲ့ lobby တွေနဲ့ဘောမအကောင်တွေကတော့ last show နဲ့ပတ်သက်ပြီးတော့ယနေ့အချိန်ထိသူတို့ကအောင်ပွဲခံနေတာဆိုတော့ဒါဟာကျွန်တော်တို့ရဲ့ကိစ္စမဟုတ်ပါဘူးဆိုတော့ဒါပေမဲ့ကျွန်တော်တို့တစ်ဖက်မှာ KIA က ဗမော်အတွင်းထဲမှာရှိတဲ့ဂျမ်ဖက်စစ်ခွေးတက်မှန်မြောက်ကိုပြင်းထန်တဲ့ထိုးစစ်တွေနောက်ဆုံးအချီလို့ပြောလို့ရအောင်ကိုစင်နွဲနေသလိုကျွန်တော်ကိတပွဲဝင်နေတဲ့ပြည်သူ့ကော်မတီတပွဲဝင်တွေဟာလေဘကိုးအထီအကြံဖတ်စစ်ခွေးတက်စကမ်းတွေကိုတိုက်ခိုက်သိမ့်ပိုက်နေကြပါလေဟုတ်ပြီပရမဦးစွာကျွန်တော်စည်ရေးသတင်းလေးတစ်ခုကို ပြောပြချင်ပါတယ်အဲ့ဒါကတော့ရွှေကျင်မြို့နယ်ကအကြမ်းဖက်စစ်ခွေးတက်စခန်းတစ်ခုဖြစ်တဲ့ကွင်းစိတ်စခန်းကို KNLA နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ကင်းမျိုးသားစီယုံ KNU ထိန်းချုပ်နေပြီဖြစ်တဲ့ညောင်လေးပင်ခံတပ်မဟာ3စောတီရွှေကျင်မြို့နယ်ကွင်းစိတ်မှာကျွန်တော်တို့ထိုင်ချတဆွဲထားခဲ့တဲ့အကြမ်းဖက်စစ်ခွေးတက်စခန်းကိုပြီးတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြီးညာလာပါတယ်ဟုတ်ကဲ့ပါအဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့အကြောင်းကိုလည်းအတီးပြုတ်ထားပြီးဖြစ်ပါတယ် sorry တရင်ခွန်နေမြေတွင်းကကွင်းစိတ်စခန်းကိုတော်လိုင်းတစ်ဖက်ဝင်နေတိုက်ခိုက်နိုင်ခဲ့တယ်ပြီးတော့ဘလောက်ထိတိုက်ခိုက်သိမ်းပိုင်နိုင်လဲဘလိုရင်းကျွန်တော်တို့နီးဖုတ်ခဲ့လဲလက်နက်ခဲယမ်းတွေဘလောက်တောင်ရခဲ့လဲဆိုတာကိုနောက်နေ့ဗီဒီယိုမှတ်တမ်းနေမြဲတကွာကျွန်တော်မိဘတွေအယောက် ကျွန်တော်တို့ပို့ပေးအောင်မှာဖြစ်ပါတယ်ဒါကတော့လက်ရှိအခြေအနေမှာရွှေကျင်အထိကျွန်တော်တို့ရဲ့စစ်စင်ရေးဖြန့်ကျက်ဆောင်ရွက်နေတယ်ပြီးတော့ဒီအပိုင်းရဲ့အတွင်းမှာကျွန်တော်တို့ပြည်အထိစစ်စင်ရေးပေါ်ဆောင်နေတာကိုလည်းကျွန်တော်တို့ကြားတွေ့ရမှာဖြစ်တယ်အချို့သောနေရာတွေမှာရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့အုပ်ကြီးတွေ ဆယ်အိမ်မူးတွေယာအိမ်မူးတွေသူတို့အိမ်မှာတောင်သူတို့မหนีကြရဘူးလို့ကျွန်တော်တို့သတင်းကြရပါတယ်ကိုယ်အိမ်ရှိတာပဲကိုယ်အိမ်မှာကိုနေကြပေါ့ဘာဖြစ်လို့ထပ်ပြေးနေတာလဲဆိုတော့ခုမှဘာကြောင့်အုတ်ချုပ်ရေမှုဆိုရသူတို့အတွက်ကြောက်စရာနမိတ်ကြီးဖြစ်နေရတာလဲကျွန်တော်တို့ကြုံပြီးတော့လဲပြောခဲ့ပြီးပြီကျွန်တော်ပြည်သူကို ဒုက္ခပေးတယ်ကျွန်တော်ပြည်သူကိုဒါဖိနေတယ်ဆိုရင်တော့ကျွန်တော်ဘယ်သူမှအရှင်ထားမှာမဟုတ်ဘူးတောင်းတနိုင်ငံလုံးမှာလက်ရှိကျန်းဖက်စခွေတက်နဲ့ပတ်သက်နေတဲ့ဆက်နွယ်နေတဲ့သူမှန်များကိုကျွန်တော်တို့အမြင့်ဖြတ်ချိန်မုံရမှာပါဆိုတော့ဒီကနေ့ရဲ့ဗီဒီယိုမှာလည်းပဲကျွန်တော်နိုင်ငံတွင်းမှာကျွန်တော်ဖက်စခွေတက်ကိုထောက်ခံနေတဲ့ခရိုနီတွေကိုအတိပေးတဲ့အကြောင်းကိုကျွန်တော်တင်ပြမှာဖြစ်တယ် ဆိုတော့ကျွန်တော်နိုင်ငံတနိုင်ငံလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုရင်အရကတက်တော် AA စီရေးငြိမ်သက်မှုရှိနေပါဘူးပြီးတော့ KIA လည်းထိုးလင်းကောင်းမယ်ပြီးတော့ချင်းတက်ဖွဲ့ဝင်တွေလည်းထိုးလင်းကောင်းဖြစ်ပါတယ်ကျွန်တော်ကျွန်တော်တို့ KNU နဲ့ကရင်တော်လှန်တော်တက်ဖွဲ့ဝင်တွေအတိအထာလည်းပဲနေ့စဉ်စကန်တစ်ခုတစ်ခုတိုက်ခိုက်သိမ့်ပိုက်နေပါတယ်ဆိုတော့ ။လက်ပတ်ကြောင့်စိုးဝင်းကိုဒါပြပြတသားအမိတ်တွေပေးပြီးတော့အခုဆိုရင်တန်ချက်ကရှင်တန်းတွေတောင်မှကျွန်တော်တို့ကရင်ပြည်တွေကိုထပ်ပံပြီးတော့စစ်ကူပေးဖို့နေပါချောင်းပါ။ဘလောက်ထိရောက်လာနိုင်မလဲဆိုတာကိုတော့ကျွန်တော်မိဘတွေမကြာခင်မှာကြားရမှာဖြစ်တယ်။ဆိုတော့တန်ချက်ကရှင်ကကြည်ပြီးလား။ပြီးတော့တန်ချက်ကရှင်မှာပါလာတဲ့ကောင်တွေကရောကြည်ပြီးလို့လား။ တချက်ကရင်ကြီးကကြည်ပြီးနေတယ်ပြီးတော့တချက်ကရင်ထဲမှာပါလာတဲ့ခွေးပေါက်တွေကကြည်ပြီးနေတယ်ဆိုအောင်တော့ဝကြောဘောပြီးပါရဲ့လားတော်လန်ရေးကာလကြာလာဒါနဲ့အမြအကြမ်းဖက်စစ်ခွေးတက်စစ်မြေပြင်မှာစစ်တုံမှန်ဖြစ်เสียအကြောင်းမရှိတော့ ဒါကလည်းသူတို့ရွေးတဲ့လမ်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဒီနေ့အရေးကြီးတဲ့အကြောင်းအဲ့ဒီအကြောင်းကတော့အကျန်းဖက်စစ်ခွေးတက်ကိုဒါကူညီနေတဲ့ထောက်ပံ့နေတဲ့ပြီးတော့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ခရိုနီလုပ်ငန်းရှင်တွေကိုအတိပေးတဲ့ကျွန်တော်တို့သတင်းကို ကြည့်ရမှာဖြစ်ပါတယ်မြေမြွနဲ့အတွင်းမှာထိုင်းနိုင်ငံကတဆင့်ဒါနေရက်ကိုပြန်ပို့တဲ့ ကျွန်တော်တို့ယသားပြည်သူလူငယ်တွေကိုမတရားစစ်မှုထမ်းဥပဒေတသွင်းဖို့အတွက်ပူပေါင်းပို့ဆောင်ကူညီပေးခဲ့တဲ့အဲ့ဒီကခရိုနီလုပ်ငန်းရှင်တွေကိုကျွန်တော်တို့မြိတ်ပကဖကသတိပေးလိုက်ပါပြီဆိုတော့သတိပေးပြီးသွားရင်တော့ကျွန်တော်တို့အေးအေးယူမှုတွေရှိပါလိမ့်မယ်ကျွန်တော်တို့အဲ့ဒီဒေတာကလည်းကျွန်တော်တို့လက်ထဲကိုမကြခင်ရောက်လာပါပါ အဲ့ဒီအချိန်ကြရင်သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့သူတို့ရဲ့လုပ်ငန်းတွေဟာပြည်သူပိုင်းဖြစ်သွားပါလိမ့်မယ်ဆိုတော့အချိန်တန်ကြရင်လေအိုက်ကောင်တွေဟာသူတို့တွေအခုဒါပိုင်ဆိုင်ထားပါတယ်ဆိုတဲ့အရာတွေအကုန်လုံးကိုထားခဲ့ပြီးတော့နောက်ဆုံးမှအကျံဖက်ဆက်ခွေးတက်တဲ့အတူထပ်ပြရမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့သူတို့တွေကတိုင်းသားတိုင်းပြည်တွေမှာ စီးပွားရေးတွေလုပ်ကြတယ်။ကျွန်တော်အဲ့ဒီမှာလည်းပဲပူပေါင်းပြီးတော့လုပ်နေကြတဲ့အခြေအနေတွေကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ပြီးတော့တခုခုဆိုရင်တို့ဟာအရင်ပြေးတာတော့ကျွန်တော်မြင်ပါဒေတာကြံခဲ့တဲ့ဒေတာကပြည်သူကတော့ဘုံကျဲခံရတယ်တပ်ဖြတ်ခံရတယ်အဲ့ဒါကနေရာစုံမှာဖြစ်နေတာဟုတ်ပြီတစ်ဖက်ကသတင်းပြန်ထုတ်တာကြတော့ကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတက်ဆွဲလို့ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာဇော်မဲလုံးပြောသလိုပေါ့ ။ဗာအကျန်းဖတ်နဲ့ဆက်နွယ်နေလို့သူတို့ကပုံကျဲတာပေါ့။ဒါဆိုရင်ကျွန်တော်တခုမေးစရာရှိပါတယ်။ရန်ကုန်ကရောအကျန်းကျွန်တော်တို့အကျန်းဖတ်နဲ့ခေါင်းစဉ်တက်ထားတဲ့ရန်ကုန်ကရောအကျန်းဖတ်နဲ့လုတ်ပါလား။မန္တလေးကလုတ်ပါဒီပြည်တော်ကရောလူပါလားတနိုင်ငံလုံးကကျွန်တော်တို့လူငယ်တွေဟာလက်ရှိ ကျွန်တော်ပြည်သူလူထုကိုကာကွယ်ဖို့အတွက်တော်လန်သောနေပြည်တော်မှာတာဝန်ထမ်းဆောင်နေကြတယ်ရန်ကုန်သားတွေလည်းပါတယ်မန္တလေးသားတွေလည်းပါတယ်နေပြည်တော်သားတွေလည်းပါတယ်ပြည်သားတွေလည်းပါတယ်ပဲခူးသားတွေလည်းပါတယ်ဆိုတော့အဲ့ဒီရန်ကုန်မန္တလေးနေပြည်တော်ကရောအကြမ်းဖက်နဲ့ဆက်နွယ်နေတဲ့နေရာတွေမဟုတ်ဘူးလားဘုံကျင်လိုက်ကျွန်တော်ဒါလေးကိုကျွန်တော်ပြပါတယ်သတိရလို့တင်ပြတာပါ ဆိုတိုင်းလားနေပြည်တော်မှာဘုံကျဲတပ်ဖြတ်မှုနေ့စဉ်လှုပ်ဆောင်နေတာဒီနေ့ဆိုရင်တော်တော်လေးကိုစိုးရတဲ့အခြေအနေတစ်ခုတကောင်နေလှုပ်ဆောင်ခဲ့တယ်အဲ့ဒါကတော့နောင်ချိုမြို့နေမှာဘုံပေါ်29လုံးကျဲချခဲ့တယ်ဝိုင်တွဲနေကျွန်တော်တို့အခေါ်ဤပါကောင်လို့ခေါ်တဲ့လေရင်ဝိုင်တွဲဘုံပေါ်29လုံးအထိကျဲချဒါကိုအာမရသေးလို့ အစိမ့်ဝေဘုံရှစ်လုံးထပ်မံကျေချာသွားပါတယ်ဆိုတော့အဲ့ဒီပြစ်စင်ဟာတောင်းဒီတက်မှာနှစ်နေမြေကျွန်တော်နောင်ချိုမြို့နယ်ကိုကျွန်တော်ဖက်စစ်ခွင့်တက်ကရေရဲဆက်ဆက်ဘုံကျဲခဲ့ကြတာပါဟုတ်ပြီဧပြီ24ရက်နေ့ညနေ6:24မိနစ်မှာကျွန်တော်6:00မိနစ်50 အတွင်းမှာဘာမှတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးဘာမှလည်းဘလို့ပြောမလဲပြာကျွန်တော်တို့စစ်နေနန်းတွေပေးနေလို့ထားပါဘာမှမရှိတဲ့နေရာကိုကြောက်ချမ်းချေးရွာအနီးဝိုင်းတွဲနေရင်လည်းဘုံပေါင်း20ခွန်းလုံးချေးသွားတာကျွန်တော်ယူပါတယ်ဘုံပေါင်း20ခွန်းလုံးချေးခံလိုက်ရတယ် ကျွန်တော်အယက်သားမိဘပြည်သူတွေကျွန်တော်တိုင်းရင်းသားတွေသူရဲ့နေရာမှာကျွန်တော်တို့ဘလို့မှခံစားပြီးလို့တော့မရဘူးဒါပဲလားမဟုတ်သေးဘူးကွာညနေပိုင်းကျွန်တော်မှောင်ရီပိုးပြရောက်တဲ့အချိန်မှာပဲကျွန်တော်တို့9နာရီနဲ့29မိနစ်အချိန်မှာအုံမီကြီးရွာအနီးကို jet fighter နဲ့အစိတ်ငွေဘုံတီးရှစ်လုံးလာရောက်ကျေချသွားတယ်ဆိုတော့ရှေ့မှာ white train နဲ့ ဘုံတိအမြောက်အများဖို့ဝိုင်းတွင်နဲ့ဘုံကျဲတယ်ဆိုတာထိကျင်တဲ့နေရာအထိပြောချင်တာကတော့လင်းရင်ပေါ်ကတို့ဒီိုင်းတွန်းချတာဗျာ။ဘာပြစ်မဲ့မှမရှိဘူး။မင်းတို့အောက်မှာဘယ်ကောင်မဲရှိနေရှိနေအကုန်အဲ့လိုပုံစံ။ဒါကြောင့်လေဘဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟုတ်ဒီကောင်လေးကိုအစက္ကန့်တစ်မိနစ်လုံးဝမမြင်ချင်တော့ဘူး။ ဒါပေမဲ့ကြုံလာတော့ပေါ့ဒီ2025အတွင်းမှာပဲအဲ့ဒီကောင်လေးအကုန်လုံးပြင်းပြင်းထန်ထန်အေးအေးယူရမှာပြီးတော့သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့သူမှန်သမျှအပင်ထန်ဆုံးသောပြပြအေးအေးယူမှုတွေနဲ့ကြုံကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဘုံတွေအများကြီးချဲချပြီးတော့အစိမ့်ွေဘုံရှစ်လုံးမှာထပ်မှန်ပြီးတော့ချဲချရဲဆိုတော့ဒါဟာဘလောက်ဖြစ်စိုးတန်းရုံမှာမှုလဲဒါကြောင့်ကျွန်တော်အရှိမှပြောတာ တိုင်းရင်သားနေနေတွေတိုင်းရင်သားကြေးရွာတွေဒီကောင်လေးဘုံမကျဲဘူးတဲ့နေရာမရှိဘူးသူတို့ကိုပြောတော့ကျွန်တော်တို့ကိုထောက်ပံ့နေလို့ကျွန်တော်တို့ရှိနေလို့ကျွန်တော်တို့ကြေးရွာတွေမှာဘယ်တော့မှကျွန်တော်တို့စကမ်းဝင်မဆောက်ကျွန်တော်ထပ်ပြီးတော့တာရကပြောချင်တာကအခုကွန်ကရစ်တိုက်ပွဲဆိုတော့အဲကွန်ကရစ်မှာအကြမ်းဖက်စစ်ခွေးတက်တွေဟာအတွင်းထဲမှာသူတို့ကနေရာယူထားတာ အတွင်းထဲမှာနေရာယူထားပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုစပေးရှောင်ခွင့်မပေးထားဘူးဒါအပြင်အဲ့ဒီမှာရှိတဲ့နီးစက်တဲ့ကြေးရွာအထွေအတွင်းထဲကအိမ်တွေထဲမှာလည်းဘာတစ်ခုမှမရှိတော့ဘူးအဲ့ဒီခွေးသားတွေဝင်ခိုးထားတာကျွန်တော်ကြုံပြီးတော့ပြောတယ်ကျွန်တော်တို့ရှင်မှာတက်သေးတွေရှိတယ်ဆိုတော့မြို့ထဲမှာတက်ဆွဲတာကဘယ်ကောင်းကြီးလဲအဲ့ဒီကောင်းကြီးပဲတက်ဆွဲတာပြီးတော့ကြေးရွာထဲမှာတက်ဆွဲတာလည်းအဲ့ဒီကောင်းကြီးပဲတက်ဆွဲတာပြီးတော့အဲ့ဒီခွေးတွေက ကောင်းကောင်းမွန်မွန်မနေဘူးကျွန်တော်တို့တိမ်တဲ့တိမ်စင်အကုန်လုံးကိုခိုးတာ ပြီးတော့ကျွန်တော်တို့ပြည်သူကိုလည်းပေးမထွက်ဘူးအခုကျွန်တော်တို့ပြည်သူတွေဟာအဲ့ဒီမှာအမြောက်အများစွာပိတ်မိနေစေဖြစ်တယ်ကျွန်တော်နားလည်ပါတယ်စပင်းရှောင်းမှုအတွက်ဘလောက်တောင်ပြင်ဆင်ရလဲဆိုတော့သူတို့ငွေခဲ့တဲ့နေရာသူတို့လုံးလုံးနေတဲ့နေရာဆိုတော့ချို့ကြတော့လဲလာမဲတာလာရောကွာကျွန်တော်ပဲပြတ်တန်းလိုက်မယ်ဆိုရက်ပြည်သူတွေရှိပါတယ်ဆိုတော့ဒီချင်းတွေကိုအကျမဖက်စစ်ခွေးတက်က ကောင်းကောင်းအသုံးချနေတာနောက်ဆုံးသူတို့တွေမခံနိုင်လို့သူတို့တွေဖျက်ပြေးတဲ့အချိန်ကြမှအဲ့ဒီနေရာအကုန်လုံးကိုမိလောင်တိုက်သွင်းခဲ့တာပြီးတော့ဘုံချဲပြီးတော့ဖျက်ဆီးခဲ့တာဒါဟာကျွန်တော်ရဲဘော်တွေအကုန်လုံးစစ်ညီပြင်းမှမျက်မြင်ကိုတွေ့ကြုံတွေ့နေရတဲ့အခြေအနေပါကျွန်တော်တိုင်းသားနေမြည်တွေမှာကျွန်တော်တို့နဲ့ဆက်နွယ်လို့ဆိုပြီးတော့ဒီကောင်တွေတတ်တတ်မဲ့ကို မိလောင်လိုက်ထွင်းခဲ့ကြတယ်တသက်မဲ့ကိုကျွန်တော်တို့ပြည်သူတွေကိုနေ့စဉ်တက်ဖြတ်နေတယ်ဟုတ်ပြီကျွန်တော်စစ်စစ်ရေးရတယ်ဂျမ်ဖတ်စစ်ခွေးတက်ရှိတဲ့နေရာတိုင်းကိုကျွန်တော်တိုက်ပွဲပေါ်ဆောင်သွားမှာဖြစ်တယ်အခုနေပြည်တော်မှာဂျမ်ဖတ်စစ်ခွေးတက်သူတို့ရဲ့အဆောက်အဦအကုန်လုံးပြိုကျပျက်စီးခဲ့ရပြီ ဆိုတော့အဲ့ဒီနေပြည်တော်မှာသူတို့ရေရုံငန်းလုံးလို့မရတဲ့အခြေအနေမှာရန်ကုန်ကိုသူတို့တွေရွှေ့မယ်ဆိုတော့ရန်ကုန်ကပြည်သူတွေတော်တော်လေးကိုစိုးရိမ်နေကြရပါတယ်။ဘာကြောင့်လဲဒီကောင်တွေရွှေ့တဲ့နေရာကိုကျွန်တော်တို့ကလည်းတိုက်ပြီးတော့တမမှာပဲ။ရန်ကုန်ကိုရွှေ့ရင်လည်းရန်ကုန်ကိုတမရန်ကုန်ကိုတမခံရမှာဖြစ်တယ်။ဆိုတော့အခုလာရှုကိုတရုံနဲ့ပတ်သက်ပြီးတော့ဒီကောင်တွေတရုတ်အကူကြီးနဲ့လာရှုမှာ အခြေချမယ်လို့သူတို့တွေရွေးချယ်ထားဖို့အရာကကျွန်တော်တို့တနိုင်ငံလုံးနှီးပါကိုကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်နေကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိန်းချုပ်သိမ်းပိုက်တဲ့အချိန်မှာအဲ့ဒီကောင်တွေတရုတ်ဘောင်းမီအောက်ထွဲကိုပြေပုံဖို့များတရုတ်စီမှာအကူအညီတောင်းပြီးတော့လာရှိုးမှာသွားနေတော့မှာလားဆိုတော့စဉ်းစားကြရလေအများကြီးရှိပါတယ် ဆိုတော့အချို့မိပါတွေစိတ်ကူနေကြတာရှိပါတယ်ဒါ MNDA နဲ့လက်ရှိပေါ့နော်ဒါတရုတ်ရဲ့ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့လာရှုကို ပြန်ပြီးတော့အကြံဖက်စစ်ခွေးတက်ကဒါနေရာယူနိုင်ခဲ့တယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ TNLA ကိုလည်းဖျားပေးဖို့လည်းရှိလာနိုင်တယ်ဆိုတော့ဒါကြောင့်လည်းပဲ TNLA ထိ ंछ ုပ်တဲ့နေရာတွေကိုဝိုင်းတွဲတွေနဲ့ဘုံကျဲမှုတွေရှိလာတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ တရုတ်ဟာရှမ်းမြောက်ဒေသမှဒီမန်လေးအထိနေချက်ခြင်းနေတာလားဆိုတာကို ကျွန်တော်ရဲ့မိဘပြည်သူတွေကြိုတင်မှုတွေတွေးဆဖို့အရေးကြီးပါတယ်။ဆိုတော့ကျွန်တော်တို့ကတော့တရုတ်မကလို့တရုတ်ဘိုးကြီးပဲဖြစ်ဖြစ်တရုတ်ကပ်ပိုက်လိုက်မယ်ဖြစ်ဖြစ်အဲ့ဒီမှရှိမြတော့ကောင်းနေအကုန်လုံးကိုတော့မြေမြုပ်တင်းကျူသွားမှာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ ဖတ်ဖွဲကိုကျွန်တော်ပြည်သူနဲ့အတူတိစောက်ကြမှာဖြစ်ပါတယ်။ဆိုတော့ကျွန်မမိဘတွေကျမရဲ့အထူးယူပြုပေးပါ။ဒီနေ့ theme မှာပဲကျွန်တော်မိဘပြည်သူတွေလိုလားတောင်းတနေတဲ့အောင်မြင်မှုတွေအများကြီးကျွန်တော်မိဘတွေလက်ထဲကိုပေးပို့သွားမှာဖြစ်ပါကြောင်းပြောကြရင်လည်းဒီနေ့ရဲ့ view ကိုအဆုံးသတ်ပြစီ